ြေနေကျမပြန်လဲမျှဝေပေးရှင်တဲ့အကြောင်းအရာလေးကတော့ဇာရင်းဆရာခဲတန်ရဲ့စိတ်ခံစားမှုများကိုပူစားခြင်းဆိုတဲ့စာအုပ်လေးထဲမှာစိတ်ပျော်ချင်စေဖို့အတွက်ကြိုးစားပြီးစိတ်ပုံသင့်တဲ့နီလန်6လမ်းကိုပြန်လဲပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်နံပါတ်1ကိုကိုကိုအပြစ်တင်တာတွေလျှော့ပါကိုကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အခါမျိုးကိုကိုကိုအားမရတဲ့အခါမျိုးတွေမှာ ကိုကိုကိုအပြစ်တင်တာတွေလုံးတက်ပါတယ်ကိုကိုကိုအားမလို့ဘာမရတာတွေကဖြစ်တတ်လေးရှိပါတယ်အဲ့လိုဖြစ်နေမဲ့အစားငါကြိုးစားနေတာပဲငါလုံနေတာပဲတစ်ချိန်ချိန်မှာအဆင်ပြေသွားမှာပါဆိုတဲ့စိတ်ကိုတွေးပြီးကိုကိုကိုရှင်းကျူးရမှာပါနံပါတ်1ကိုစိတ်ကိုပျော်ရွှင်စေမယ့်အရာတွေကိုလုပ်ပါတခါတလေကြာရင်တခြားသူတွေတွက်ကိုပဲလိုက်ပြီးဖြည့်သွေးပေးနေတာတွေစဉ်းစားပေးနေရတာတွေကြောင့် ကိုပြည့်ရှင်တဲ့စိတ်ဆန္ဒတွေကိုဦးစားမပေးဘဲမျိုးသိမ့်လိုက်ရတာတွေရှိတတ်ပါတယ်။ဒါပေမဲ့လေကိုကိုကိုချစ်ဖို့လဲမမေ့ပါနဲ့။ကိုစားချင်တာတွေရှိရင်စားလိုက်ပါ။ကိုလုံးချင်တာတွေရှိရင်လုံးပြလိုက်ပါ။ကိုစိတ်ဆန္ဒတွေကလည်းအရေးကြီးပါတယ်။ကိုစိတ်ကိုပျော်ချင်စေတဲ့အရာတွေကိုလုပ်ဖို့လဲမတွေ့ဝေနေသင့်ပါဘူး။နံပါတ်3ကိုရဲ့ဖြစ်တည်မှုကိုရှင်းတတ်အောင်စူးစမ်းပါ။ တချို့သောလူတွေကကိုယ်မှဖြစ်တည်လာတဲ့ဖြစ်တည်မှုတွေပေါ်မှာစိတ်မကျင်မနှက်ဖြစ်ပြီးဒေါသတွေဖြစ်တတ်တဲ့အချိန်တွေရှိတတ်ပါတယ်။ငါကြောင့်မှအခုလိုလာဖြစ်ရတာလဲဆိုတဲ့အသွေးတွေနဲ့စိတ်ထဲမှာတုံအောင်တနွေနွေကြီးဖြစ်နေတတ်ပါတယ်။အဲ့လိုမျိုးကိုကိုကိုမကျင်မနှက်ဖြစ်လာတဲ့အခါမျိုးမှာကိုရဖြစ်တည်မှုကိုကျင့်သက်စွာလက်ခံတတ်ပြီးချင်တန်နေတိုင်းတတ်ဖို့ပဲလိုတာပါ။ ကိုဘွားထဲမှာပိုင်ဆိုင်ခွေးရတဲ့အရာရာတိုင်းအတွက်ကျေးဇူးတင်နေတင်ပါတယ်နံပါတ်၄ပြီးခဲတဲ့သိတ်တွေကိုပြန်သွေးပြီးပူပန်မနေပါနဲ့ပြီးခဲတာတွေကပြီးသွားပါပြီအတိုက်ကလုတ်ခဲမိတဲ့အမားတွေရခဲ့တဲ့နောင်သားတွေဟာပြန်အသုံးမဝင်တော့ပါဘူးပြီးခဲတာတွေလည်းပြီးပါစေတော့အတိုက်သေးမှပဲလောင်ပိုက်ထားပြီးသဝဲဝဲတလင်လင်ဖြစ်မနေပါစေနဲ့လက်ချိပြစောက်ပံကိုပဲ အာယုံစိတ်ကြည့်ပါနံပါတ်၅လူတိုင်းသဘောကျအောင်နေဖို့မလိုအပ်ပါဘူးကိုယ့်ရဲ့တိုက်ပလီတိုင်းပဲကိုနေပါကိုယ့်ရဲ့စိတ်သဘောထားလေးတိုင်းပဲရှင်းတမ်းပါတခြားသူတွေရဲ့အမြင်ကိုအယံကြီးခူးဆိုင်ပါနဲ့ဘေးကလူတွေစီကအပြစ်တင်ခံရမှာကြောင့်လို့ကိုလုံးချင်းတော်တွေမလွတ်လဲရတာကပို့ပြီးတော့နှောင်သားရဖို့ကောင်းပါတယ်ကိုလုံးတဲ့ကိစ္စတခုကတခြားသူတွေပေါ်မှာမတိခိုက်နေဘူးဆိုရင် ုတ်ရှင်တာကိုလှုံရှားပြစ်လိုက်ပါနံပါတ်6နေဂတိအသွေးများတဲ့သူတွေအနာမမေပါနဲ့ဥပမာပြောရရင်သူတို့အနာမနေရတာကိုကကိုယ်စီမှာအကြည်ဓာတ်မရှိတော့တာမျိုးကိုယ်သွယ်စိတ်ပျော်ချွန်စရာမရှိစေတဲ့သူတွေနားကနေခက်ကင်းကင်းနေပါဘဝမှာပျော်ချွန်ခြင်းတယ်ဆိုရင်ကိုယ်ကိုစိုက်ပြင်ပန်းအောင်လုပ်နေတဲ့သူတွေနားကနေချောင်တက်ဖို့ပြောပါတယ်။ကိုစိုက်ကိုအမိုင်းတက်လာတဲ့သူတွေအနားကနေချောင်ပါ ကိုယ်တွေ positive energy ရစေတဲ့သူတွေအနာမှာပဲနေပါ။အားရမိတ်ဆိုတွေကိုလည်းကိုယ့်ရဲ့စိတ်တွေပျော်ရွှင်ဖို့အတွက်ဒီနေ့လက်ချုပ်လမ်းကိုလိုက်နာကျင့်သုံးကြည့်ဖို့သိတ်သွင်းပြစေရှင်။အဆုံးတည်းအောင်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။